အာနာသိစက်ကောင်စီရဲ့လူဒုအပေါ်ရက်ဆက်ကြမ်းတမ်းတဲ့ဖိနှိပ်မှုတွေမှာတက်ကြီးရွယ်အိုတွေအများအပြားနဲ့နာကျင်ထိခိုက်မှုတွေကြုံတွေ့နေရတယ်လို့ Human Rights Myanmar ကအစိုးရကစားထုတ်ပြန်ပါတယ်။ကုလသမဂ္ဂစီတင်သွင်းထားတဲ့အဲ့ဒီအစိုးရကစားမှာတော့ပြည်တွင်းစစ်တမ်းတဲ့မြန်မာနိုင်ငံမှာ တက်ကြီးရွယ်အိုတွေတနည်းအားဖြင့်အသက်60အထက်အရွယ်တွေရင်ဆိုင်ဖြတ်တန်းနေရတဲ့ကြမ်းတမ်းတဲ့အရှိတရားတွေကိုမိမောင်းထုတ်ပြထားပါတယ်စစ်အာဏာသိမ်းမှု၄နှစ်တာအတွင်းပြည်ပခရီနဲ့ဆက်ဆက်တဲ့တက်ကြီးရွယ်အိုတွေတည်ဆုံမှု900နီးပါးလောက်ကိုစည်ရင်းရထားပါတယ်အဲ့ဒီထဲမှာတမင်ရည်ရွယ်ပြီးတက်ဖြတ်တာစစ်ဘက်အရက်ဘက်မခွဲဘဲတိုက်ခိုက်မှုတွေအတွင်းတည်ဆုံတာတွေလည်းပါဝင်ပါတယ်ဒီလိုတက်ကြီးရွယ်အိုတွေတည်ဆုံမှုမှာအ ਨੇ စုံ30ခွန်ရာဂိုင်းနှုတ်လောက်က ဥပဒေမဲ့ကုမြတ်မှုတွေကြောင့်လို့ဆိုပါတယ်။ဒါအပြင်အယောက်900ဝန်းကျင်လောက်ကလည်းအတမဖမ်းဆီးခံရတာအချင်းချခံရတာတွေကြုံခဲ့ရကြောင်း Human Rights မြန်မာအစီရင်ခံစာမှာပါရှိပါတယ်။ဒါကြောင့်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာနိုင်ငံကလူအခွင့်အရေးချိုးဖောက်မှုတွေကိုထိထိရောက်ရောက်တားဆီးပြီးလုံခြုံမှုကင်းမဲ့နေတဲ့တက်ကြီးရွယ်အိုတွေကိုကုညီကာကွယ်ပေးကြဖို့လဲ Human Rights မြန်မာကတိုက်တွန်းထားပါတယ်ရှင်။